အလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ17ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေနဲ့ NCA နဲ့ရွေးကောက်ပွဲကြောင့်နိုင်ငံအချက်အလက်နဲ့ပြည်သူစင်ရင်တွင် ပုံနှက်စီမဲ့လို့အဖွဲ6ဖွဲ့ပေါင်းပြောတဲ့သတင်းမြန်မာမှာထောင်ပေါက်ပြင်းနိုင်တဲ့ပထမဆုံးနိုင်ခြင်းအမျိုးသမီးရဲ့သတင်းဖာကန်တိုက်ပွဲမှာအလောင်းကြီးပြန့်ကျဲနေတဲ့အထိစစ်တပ်အထိနာနေတဲ့သတင်း ထောင်ထွက်ဝရန်ပြည်ဥလဆွေထိမ့်သိမ့်ခံရကနေပြန်လွတ်လာတဲ့တွင်နှစ်လကျော်လာတဲ့ကလေးမျိုးကတိုက်ပွဲကြီးကြောင့်ပြည်သူတွေအထင်ကားတဲ့တွင်ဒေါ်နယ်ထရန့်ရောက်ချိန်နဲ့အန်ဂိုင်အစ်စရေးတစားကန်တွေကိုလွတ်ပေးတဲ့တွင်အဲ့လိုတနစ်တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်ရင်းပြည်ပါတွင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီကနေ့ညပိုင်းမှာတမအောင်ဆုံးတင်ဆက်ပေးစနာကတော့ NCA နဲ့ရွေးကောက်ပွဲကြောင့်နိုင်ငံအကြံတဲနဲ့ပြည်သူစည်ရင်တွင်ပုံနှံ့စီမဲ့လို့အဖွဲ့၆ဖွဲ့ပေါင်းပြောလာတဲ့တဲ့တင်မှာစစ်တပ်ကိုယ်တိုင်စညွန်ရေးပြီးတရုတ်ဆောင်နေတဲ့စက်ကိုဆုံး NCA နဲ့အတူယောင်ရွေးကောက်ပွဲတွေကြောင့်နိုင်ငံအကြံတဲနဲ့ပြည်သူစည်ရင်တွင်ကိုပုံမနဲ့ဆိုင်လာစေလိမ့်မယ်လို့တော်လိုင်းအင်အားစု၆ဖွဲ့ပေါင်းပြီးဒီနေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။လာမယ့်အောက်တိုဘာ15ရက်မှာဆယ်နှစ်ပြည့်မဲ့တနိုင်ငံလုံးပြည်ခန့်တိုက်ခိုက်မှုရက်စဲရေး ် NCA စာချုပ်ရေးထိုးတဲ့ခန္ဓာကို UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေမတရောက်ဖို့ NCA ရေးထိုးခဲ့ပူတဲ့ចောင်းသားတက်မတော် EPSD ရဲ့ချင်းရဲ့ CNF ၊ကရင်ရဲ့ KNU ၊မွန်ရဲ့ NMSB AD ပအိုးရဲ့ PNL နဲ့ Lao ADU တို့ကပူးတဲ့တိုက်တွန်းလိုက်တာပါဆေးဥစုရဲ့ဟန်တက်လုပ်ငန်းစဉ်တွေမှာပါဝင်တာဟာမြန်မာနိုင်ငံနဲ့ဒေသတွေမတည်ငြိမ်မှုကိုဖန်တီးနေတဲ့ဆေးဥစုကိုထောက်ခံရကြတာကြောင့်သူတို့ကအကြောင်းပြထားပါတယ် KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော်ဒေါ်နီကတော့လူထုဘက်ကိုမျက်နှာမူပြီးဒီလိုအချိန်ကုန်လူပန်းရတဲ့အလုပ်မျိုးမလုပ်ကြတော့ဘူး NCA မူအပေါ်ဆက်လက်ရည်တည်နေသူတွေကိုတတိပေးစကားဆိုလိုက်ပါတယ်2021ခုနှစ် ဖေဖော်ဝါရီလဆရာနာတိမ်မွာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရှီမန်းချက်တွေကိုပြပြောင်းတင့်တင့်ဖြတ်စည်းလိုက်ပြီး NCA လုပ်ငန်းစဉ်လဲရပ်ဆိုင်းသွားကစက်ကူစုံတစ်ခုအဖြစ်ရောက်ရှိသွားပြီလို့ကြေညာချက်တယ်ဆိုထားပါတယ်။ NCA စာချုပ်ကို2015ခုနှစ်အောက်တိုဘာ15ရက်မှာ KNU, CNF, ABSDF, PNL တို့ကတခြားတိုင်းရင်းသားလက်မှတ်ကိုင်အဖွဲ့အစည်းလေးပွဲနဲ့အတူလက်မှတ်ရေးထိုးခဲ့ပြီး2018ခုနှစ်ဖေဖော်ဝါရီလ13ရက်မှာ NMSB နဲ့ ADU တို့ကထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်။စစ်တပ်ဟာ NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်ရွက်စဉ်ကာလအတွင်းလုပ်ငန်းစဉ်တွေကို လမ်းမိုးထိန်းချုပ်တာစစ်တပ်ကြီးစိုးရေးမူဝါဒနဲ့ NCA သဘောတူညီချက်တွေကိုအကောင့်ထဲမဖော်နိုင်အောင်တားဆီးတာတွေနဲ့စာချုပ်ပါသဘောတူညီချက်တွေကိုအချိန်ချင်းချိုးဖောက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ ထပ်မံပြောပြချင်တာကတော့မြန်မာမှာထောင်ပေါက်ပြင်းနိုင်တဲ့ပထမဆုံးနိုင်စင်မြို့သမီးအကြောင်းဖြစ်ပါတယ်။မန္တလေးတိုင်းမိတ်တီလာအချင်းထောင်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံအချင်းသူတဦးထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သတင်းရရှိပါရတယ်။ဒါဟာစစ်တပ်စစ်ကြောရေးတွေပြီးရင်လူအကွင့်ရဲ့ချိုးပေါက်ဆုံးမြမအချင်းထောင်တစ်ခုထဲကနေပထမဆုံးထောင်ဖောက်ပြေးနိုင်တဲ့အမျိုးသမီးအဖြစ်အန်ဘီရဲ့စုံစမ်းလေ့လာချက်အရသိရှိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်ညနေ9နာရီလောက်က မိထီလာထောင်တွင်အမျိုးသမီးတွေထားရှိရာမူဆယ်အဆောင်ရှိ မိလာမြောင်းပေါက်ကတဆင်ထွက်ပြေးလွမြောက်ခဲ့တာဖြစ်တယ်လို့အရိချောင်နဲ့နီးစပ်သူတွေကပြောပါတယ်။နှစ်ပွင့်အရာရှိဇာချီဝင်းတောင်းဝင်ကြနေတဲ့အချိန်မှာမိလာမြောင်းပေါက်ကနေထွက်ပြေးသွားခဲ့တာပါ။ တမ်းပိတ်ခံနေတဲ့အချိန်ကိုပြေးသွားတာဖြစ်မယ်ပြီးတော့ညုံမှုကိုယ်တိုင်လည်းလာစစ်တာမျိုးတွေရှိတယ်အခုထိဖမ်းမမိသေးတဲ့အတွက်ဝရမ်းလန်းထုတ်ထားတယ်လို့ထောင်တိုင်းဝိုင်းနဲ့နီးစပ်သူတအုပ်ကပြောပါတယ် ထောင်ဖောက်ပြေးလိုက်နိုင်သူနိုင်စင်းသူဟာအသက်30ရွယ်ဖြစ်ပြီးအကျန်းဖက်ပုံမှာဖြစ်တဲ့ပုံမှာ52ကာချင်းရဲ့ဖန်းစီခန္ဓာရသူတဦးဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအရေးယူခံရမှုအနေနဲ့မိတိလာအချင်းထောင်ကအမျိုးသမီးထောင်ဝန်ထမ်းတွေကိုဆယ်ရက်အိမ်ပြန်ခွင့်မပေးဘဲထောင်ထဲမှာသာနေခိုင်းခဲ့တယ်လို့သိရပါတယ်။တော်ယုံတက်တင်နေဆုံးထွက်ပြေးဖို့ကခင်ရင်ပါတယ်အမျိုးသမီးအိတ်ဆောင်တဆောင်စီမှာဆိုနေ့ကိုဝန်ထမ်း၃ယောက်အရာရှိ၁ယောက်စောက်တယ် ညဘက်ကိုဝန်ထမ်းနှစ်ယောက်နဲ့အရာရှိတယောက်အလဲကြတာဝန်ချတာတယ်ပြီးတော့မဟုတ်ခင်လည်းရှိတဲ့အဲ့ဒါတွေကြားကထွက်ပြေးဖို့ဆိုတာလွယ်တော့မလွယ်ဘူးလို့မိချီလာချောင်းမှအကျဉ်းချဖို့သူနိုင်ငံရေးအကျဉ်းသူဟောင်းတို့ကပြောပါတယ် လက်ရှိမှာမိထီလာထောင်အာနာပိုင်းတွင်ဟာထံဖောက်ပြေးလိုက်နိုင်သူရဲ့သတင်းကိုဖုံးထားပြီးအစစ်အစစ်တင်ကျပ်ရင်လူအများသတိပြုမိမှာဆိုလို့ထောင်ဝင်စာပါဆဲစစ်ဆေးမှုတွေအနေငယ်သာပြုလုပ်နေတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းကတော့ဖားကန်တိုက်ပွဲမှာအလောင်းတွေပြန့်ကျနေတဲ့အထိစစ်တပ်အထိနာနေတဲ့အကြောင်းကိုဆက်လက်နှာစင်ရမှာပါ။ ကချင်ပြည်နယ်ဖားကံမြို့မလန်းကျေးရွာအနီးကြောက်စိမ့်တောင်ရွာတင်မှာ အော်တိုဘားလက်ဆန်ပိုင်းကစတင်ပြီးစစ်တပ်နဲ့ KIMPD ရဲ့ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သတင်းရရှိပါရတယ်။အဲဒီမှာဖြစ်နေတဲ့တိုက်ပွဲတွေတဲ့ပြီးခဲ့တဲ့အော်တိုဘားလက်ဆန်ရင်းကအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က အလောင်းကြီးမြေပေါ်ပြန့်ကျဲနေတဲ့အထိအထိနာခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်တော်ဦးစီကတီးရပါရတယ်။ တည်ဆုံးသူအများစုဟာပါစလို့ခေါ်ကြတဲ့စစ်မှုန်းတပ်သားတွေသာဖြစ်ပြီးတတိလို့ခေါ်ကြတဲ့စစ်သားတွေမဟုတ်ဘူးလို့ဒီကြောင်းသိရှိထားသူတောကပြောပါတယ်။အော်တိုဝမ်ဆယ်ရက်တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဘက်ကတည်ဆုံးသူ90ထက်မနည်းရှိတယ်လို့လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပေမဲ့ MPA ရဲ့သတင်းရင်းမြစ်ကအတိမပြည့်သလို MPA အနေနဲ့လည်းတိကျအတိပြုနေတာမျိုးမရှိသေးပါဘူး။ ်တပန်းအနှစ်တိုက်ပွဲတွေကနေစစ်အုပ်စုမဟာမိတ်အစံနေရှမ်းနေတက်ကစနိုက်ပါတမားတဦးနဲ့စစ်မှုထမ်းတင်းနှင်းစင်တပ်သားတဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူဖမ်းမိထားရလို့လည်းသိရပါတယ်။အဲ့လိုအထိနာခဲ့တာကြောင့်စစ်အုပ်စုဘက်ကအောက်တိုဘာ10ရက်နေ့ကလေကြောင်းကနေ ပုံသုံးချိန်ထက်မနည်းလာရောက်ကျဲစာတိုက်ခိုက်ခဲ့တဲ့အပြင်ဆက်တနက်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဒီတိုက်ပွဲရဲ့အတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူပေါင်းတပ်ဖွဲ့ဘက်က အကြအဆုံးနဲ့ထိခိုက်သူတွေရှိမရှိတော့မသိရှိရသေးပါဘူး။စစ်ကော်မရှင်တပ်ဟာဖကန့်ဒေတာကိုတပ်မ33လောက်ခန့်တပ်တွေအပြင် SN နေနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့စုဖွဲ့ပြီးအင်အားထောင်ချီနဲ့ KIA KPD ရဲ့ထိန်းချုပ်ရာနေရာတွေကိုပြန်လည်ရရှိအောင်ထိုးစစ်ဆင်နေလို့သိရပါတယ်။ ဆက်လက်ပြီးထောင်ထွက်ဝရမ်းပြည်ဥလဆွေထင်းသိမ့်ခံရကနေပြန်လွတ်လာတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်ကနေပြည်တော်ကမဲဆင်းနေမှနေရလို့လူမှုကွန်ရက်ကတဆင်းဝေဖန်ခဲ့တာကြောင့်ဘူးလက်လဆွေကိုအောက်တိုဘာ10ရက်ညပိုင်းမှာစစ်တပ်ကသူ့ရဲ့နေအိမ်ကနေလာရခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။ ဒါပေမဲ့ထောင်ထွန်းဝရမ်ဒီလာဆွေဟာငားရဲ့အကြဒီနေ့မှာတော့လူမြင်ဝင်းကိုပြန်လည်ပေါ်ထွက်လာတာကိုသူ့ရဲ့ကြံ့ခိုင်ရေးပါတီကထုတ်ပြန်နေဓာတ်ပုံမှတ်တမ်းနဲ့အရာတည်ရပါတယ်သူဥက္ကဋ္ဌရာတို့ရတာတဲ့နေပြီးတော့နေမြေအတွင်း USDB ဥက္ကဋ္ဌဥခင်ကြီးရဲ့အတူဇင်ရတိတိမြွနယ်လေကချေရွာတွေကိုမဲဆင်ကိစ္စတွားရောက်ခဲ့ရမှာပါဝင်ခဲ့တယ်လို့စန့်ခိုင်ရင်ပါတီလူမှုကွန်ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ကြည်တောင်းတာယာကုန်းစီပင်ကြီးရေစင်း ပီဇန်အောင်ကြောက်ချက်နဲ့ခေးကျေးရွာတွေကမဲစင်းကတ်ထားမှုကိုဥခင်ကပါစစ်ခဲ့တဲ့လို့လိုအပ်တဲ့အချက်လက်တွေရှိရင်သတ်မှတ်ပုံစံအတိုင်းပြန်တင်ကြဖို့လဲပြောသွားရလို့သိရပါတယ်။ လာမယ့်ရေကောက်ပွဲအတွက်မင်းစစ်မှန်ကန်ရင်လုပ်ငန်းစဉ်တွေကိုပီခန်ပြူပါတီအနေနဲ့အလေးထားဆောင်ရွက်နေတဲ့အခြေအနေကိုအခုကွင်းစင်းစစ်ဆေးမှုကထင်ရှားစေတယ်လို့လည်းပါတီပြင်ကြားရေးကပြောထားပါသေးတယ်။ဒါပေမဲ့ဘူးလက်လဆွေကိုစစ်တကဖမ်းဆီးရတဲ့ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းလေးကိုတော့ကြန့်ခိုင်ရင်ပါတီဘက်ကတစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသလိုစစ်ကောင်ရှင်ဘက်ကလည်းနှုတ်ဆက်နေခဲ့ပါတယ်။နေပြည်တော်ကမင်းစင်းတွေဟာအာဏာသိမ်းခဲ့တဲ့2020မင်းစင်းအတိုင်းကျင်းညာထားတာ ဖြစ်ပြီးလူရေ900 ှိရင်300လောက်ဟာမှားနေတဲ့အပြင်တင်ခဲ့သူတွေစီးရင်ပါနေပေမဲ့အုတ်ချုပ်ရည်မှုနဲ့မိသားစုဝင်တွေရဲ့စီးရင်မပါဘူးလို့ဘူးလက်လက်စွေက ပြောခဲ့ပါတယ်။ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းအနေနဲ့နှစ်လကျော်လာတဲ့ကလေးမျိုးကတိုက်ပွဲတွေကြောင်းပြည်သူတွေအထိနာနေရတာကိုပြောချင်ပါတယ်။ စကိုင်းတိုင်းကလေးမြို့မြောက်ပိုင်းကိုစစ်ကော်မရှင်ကစစ်ကြောင်းထိုးနေတာနှစ်လကျော်လာနဲ့အတူပြင်းထန်တဲ့တိုက်ပွဲတွေဒီကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတမူးကားလမ်းမပေါ်ရှိစစ်ရွာတွေစစ်ပီးရှောင်နေရတယ်လို့သတင်းရရှိပါတယ်။ဩဂလ6ရက်ကစလို့အင်အားအများပြားနဲ့တက်နယ်ဖြစ်တဲ့အမှတ်34ကျင်းတက်ရှိရာ ကြည်ကုန်းရွာဘက်ကနေထိုးစစ်ဆင်နေတဲ့စစ်ကောင်ရှင်တပ်နဲ့တော်လိုင်းတပ်တွေဘက်ကခုခံတိုက်ပွဲ၊ကြားပြတ်တိုက်ပွဲတွေဆင်နေနေလို့မကြခဏတိုက်ပွဲတွေဖြစ်နေရလို့ကလေးတေတာတော်လိုင်းရေးပေါ်တိုးက MP ကိုပြောပါတယ်။ဒါကြောင့်ကန်တာရနန်းဆောင်ဖို့နဲ့နန်းဟန်ရွာလေးကစစ်ပေးဆောင်နေရတာကာလကြာမြင့်နေပြီဖြစ်တဲ့အပြင်ကန်ချင်း ကန်တာကန်ဦးတာစင်းပျော်ပွဲခြင်းစတဲ့ရွာတွေကတော့ဒီလာတဲ့ကစတင်ပြီးစစ်ပေးရှောင်နေကြရပြီလို့ဆိုပါတယ်။ခမန်ကြီးတသောကန့်ရှိနိုင်တဲ့စစ်ပေးရှောင်တွေဟာဘေးလူရခြေရွာတွေမှာရှိတဲ့ဖုံရှင်ကြောင့်ဖရာကြောင့်နဲ့မိဆက်ရတောတောင်တွေထဲမှာရှောင်သိမ်းနေကြရတာဖြစ်တယ်လို့သိရပါတယ်။ စစ်ဆောင်လေးအနေနဲ့ကတော့အရေးပေါ်စာနယ်ရေးကအဝိထင်နဲ့ချင်းောင်းလေးစောင်းလေးလိုအပ်မယ်ပြအခုကမိုးကုံဆောင်ကူဆိုတော့အင်းလေအီလာပြီးချင်းလေးတိတ်ပေါ်တယ်ပြလို့ကလေးမြောက်ပိုင်းဒေသကအမျိုးသားတုံးကပြောပါတယ် လေးမြောက်ပိုင်းကိုဒါကဆာကလေးလောက်ခန့်တကကတဆယ်ကပုံမူရဲမျိုးမင်းနဲ့ဘိုကြီးဖြစ်ဖြူအောင်ဘိုကြီးနိုင်ဝင်းဆိုးတို့ဦးစီးတဲ့ခမာယာ36တဲ36နဲ့363စတာယာ6ခလာယာ8ခွန်း2 2 9ရှမ်းနေတံမတော် SNL တို့အပြင်အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ကတဲ ULFA နာဂတဘုံ NSCN တပ်ဖွဲ့တွေပါဝင်တယ်လို့အမတ်တစ်စစ်တေတာကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ15ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းတုတ်ပန်းတဦးအလောင်း၃လောင်းနဲ့လက်နက်မျိုးစုံ10လက်တင်စီယာမီခဲ့ပြီးစက်တင်ဘာ2ရက်ကတော့အိန္ဒိယနိုင်ငံသားကတဲ့တပုံတဦးအပါအဝင်တုတ်ပန်း9ဦးအလောင်း၄လောင်းနဲ့လက်နက်9လက်တင်စီယာမီခဲ့တယ်လို့အမတ်တစ်စစ်တေတာကထုတ်ပြန်ကြရသိရှိရပါတယ်။ နောက်ဆုံးပြပသတင်းအနေနဲ့ထရန့်ရောက်ချိန်နဲ့အန်ဂိုင်းအစ္စရေးတစားကန်တွေကိုလွတ်ပေးတဲ့သတင်းကိုတင်ဆက်ရင်းကျမရဲ့ဒီနေ့အတွက်တင်ဆက်မှုရဲ့အားလုံးကိုရှင်းနာပြီးနှုတ်ဆက်လိုက်ချင်ပါတယ်ရှင်။လွန်ခဲ့တဲ့နှစ်နဲ့2023ခုနှစ်အောက်တိုဘာ9ရက်နေ့ကဟာမတ်ပျောက်ကြားရေးဖန်ထားတဲ့အစ္စရေးတစားကန်9ဦးကိုပထမဆုံးအတုပ်အနေနဲ့ဒီနေ့မှလွတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ MBB ဆိုင်ရာစစ်ချင်းကြီးကော်မတီ ICRC ရဲ့အကူအညီနဲ့အစ္စရေးဘက်ကတစားကန်တွေကိုလက်ခံရယူခဲ့တယ်လို့သိရပါတယ်။ ။အဲ့ဒီလိုဒဇာခံတွေကိုဂါဇာမြို့မြောက်ပိုင်းမှာလွတ်ပေးနေချိန်မှာပဲအစ္စရေးကိုလာတဲ့အမေရိကန်သမ္မတဒေါ်နန်ထရန့်ရဲ့ Air Force 1လေးဟာဒဇာခံခုနှစ်ဦးပထမအုပ်စုလွတ်ပေးတာကိုသူတောင်းပေါင်းများစွာဂုဏ်ပြုဆင်နေနေတဲ့ထဲအပစ်မျိုးကဒဇာကန်ရင်မြင်ကိုဖြတ်ကျော်ပြန်တမ်းပြီးနောက်ဘင်ဂူဝီဒန်နိုင်ငံတကာလေးစိတ်ကိုဆင်တိုက်ခဲ့ပါတယ် ထရန်ဆာရောက်ချိန်မှာအစ္စရေးဝန်ကြီးချုပ်ဘစ်စမင်နစ်တန်ညာဦးနဲ့သမရအိုက်ဆက်ဟာဇစ်တို့ကကြိုဆိုခဲ့ပါတယ်။ထရန်ဟာတစားကမိသားစုတွေနဲ့တွေ့ဆုံမှာဖြစ်ပြီးအစ္စရေးပါလီမန်မှာမိခွန်ပြောကြားမှာပါ။အဲ့ဒီတော့အီဂျစ်သမရအဲစီစီနဲ့ပူးတဲ့ဥက္ကဋ္ဌလုံးမဲ့ငင်းချင်းရင်ထိပ်သည်စီဝေးအတွက်အီဂျစ်ကိုခီးဆက်မှာဖြစ်ပါတယ်။ဟာမတ်စ်ကဖန်ထားတဲ့အစ္စရေးတစားကန်တွေလွတ်ပေးတဲ့အတွက် လဲလဲမှုအနေနဲ့ဒီနေ့မှလွတ်ပေးဖို့စီစဉ်ထားတဲ့ပါလက်စတိုင်းအချင်းသား1966ဦးဟာလည်းအစ္စရေးထောင်တွေကနေဘတ်စကားတွေပေါ်တက်ရောက်ပြီးပြီလို့အဲ့ဒီစစ်စင်ရေးမှာပါဝင်နေအရာရှိတဦးကလိုက်တာသတင်းဌာနကိုပြောပါတယ်အဲ့ဒီတဲကဂါဇာဒေသကလာသူ1916ဦးကိုတော့ဂါဇာရဲ့နာဆာစစ်အုံမှာလွှတ်ပေးမယ်လို့မျှော်လင့်ရပါတယ်။ ဣသရေလမှာထောင်လန်တသက်ပြည်တံချခံနေရသူပါလက်စတိုင်းလူမျိုး250လောက်ကတော့အနောက်ဘက်ကန်ဂျေရုဆလင်ဒါမှမဟုတ်နိုင်ငံခြားကိုလွတ်ပေးခံရနိုင်တယ်လို့အဲ့ဒီအရာရှိကပြောပါတယ်။ပထမဆုံးတစားကန်9ဦးလွတ်ပေးပြီးနောက်ဣသရေလမှာအာရဝန်သာကြွေးကြော်တန်တွေထွက်ပေါ်ခဲ့ပြီးတတိုင်းပြည်လုံးကဣသရေလလူထုဟာတစားကန်လွှဲပြောင်းပေးတာကိုလူမြင်ကွင်းမှာတိုက်ရိုက်ပြသနေတဲ့ရုပ်တံတွေကနေကြည့်ရှုနေကြပြီးထဲပင်မျိုးကတစားကန်ရင်းမြစ်မှာ အများပြားစီအောင်ခဲ့ကြပါတယ်။ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မျက်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပေါင်းကိုစိတ်နှပြအချမ်းမှချမ်းသာပြီးဘဝမော်လေးပြေးကြပါစေရှင်